1989ခုနှစ်မှာမွေးလာမဲ့ကလေးတွေဟာနတ်နတ်ခတ်ဖြစ်တယ်နတ်နတ်ခတ်ဆိုတော့ဆရာရဲ့နတ်ဆိုတာဘာလဲလူဆိုတာမယူလို့မရဘူးလားလူနဲ့နတ်နဲ့ဘလူးနဲ့ဟာယူလို့မရဘူးလားလို့သုံးသက်ချက်မဟုတ်ပါဘူးအဲနတ်စိတ်ကိုနတ်ရဲ့ဂျိုးအာပြုပြီးမွေးလာတဲ့ကလေးတွေဖြစ်တဲ့အတွက်ဒီကလေးတွေဟာဒေါသထွက်ရင်တော့ခဏပဲစိတ်ဖြည်နိုင်တယ်လောဘဒေါသမောဟဆိုတဲ့အထက်မှာဘာကိုဖြစ်ဖြစ် အဆုံးတက်ကြရင်အေးချမ်းခြင်းကောင်းမှုခြင်းနဲ့အကုသိုလ်အလုပ်တွေများသောအားဖြင့်အကျိုးမပြုဘူးဆိုတဲ့ကလေးအေးချမ်းမဲ့ကလေးလိုစိတ်ဖြည်နိုင်တဲ့ကလေးလိုအတွေးရတာပေါ့အဲစိတ်ကောင်းရှိမဲ့သူတစ်ပါးပေါ့အကျင်နာတရားရှိမဲ့အေးချမ်းမှုတွေရရှိမဲ့အဲအကုသိုလ်အလုပ်တွေထက်အဲစိတ်ထဲမှာတီးခတ်နိုင်စွာခန္ဒီပါရမီပါတဲ့ကလေးတွေလို့ဆိုရဆရာကအကြံဉာဏ်သုံးသပ်လို့ရတာပေါ့အဲ့တော့1368ခုနှစ်အတွင်းမှာမွေးမဲ့ကလေးတွေဟာအကယ်၍မှာမိတ်ဆွေအနေနဲ့တနင်္ဂနွေသားသမီးတွေမွေးမယ်ဆိုလို့ရှိရင်တော့ ဘင်းကအပွားဖြစ်တယ်အဲထို့အတူပဲတင်းလာသာသမီကိုမွေးမယ်ဆိုရင်တော့ပုတိဘွားဖြစ်တာပေါ့တကယ်လို့အင်္ဂါသာသမီမွေးမယ်ဆိုရင်တိုက်အပွားဖြစ်ပါတယ်တိုက်အပွားဆိုတာတိုက်ကလာတာကိုပြောတာမဟုတ်ဘူးတိုက်ပုတိမရဏဘင်းကအထွန်းတိုက်ဆိုတဲ့အပွားခုနှစ်ခုရဲ့မှာမှာတိုက်အပွားကိုပြောရင်းဖြစ်ပါတယ်ထို့အတူပဲဗုဒ္ဓဘူးသာသမီတွေယာဟုသာသမီတွေမွေးမယ်ဆိုရင်တော့မရဏဘွားဖြစ်ပြီးတော့အဲဂျန်စာပရိသာသမီတွေမွေးမယ်ဆိုရင်တော့အဓိပတိဘွားဖြစ်တာပေါ့ ထို့အတူပဲမိဆွေတို့အနေနဲ့တောက်ကြသားမွေးမယ်ဆိုရင်တော့ယာစာဘွားဖြစ်ပြီးစနေသားသမီးတွေကအထွန်းဘွားလို့တတ်မှတ်လို့ရတယ်။အဲ့တော့ပုတိဘွားမှာတနင်္လာဘင်္ဂါဘွားမှာတနင်္လာဘုဒ္ဓဘုရားဥဒသမီးတွေဟာမရဏဘွားစနေသားသမီးတွေကအထွန်းဘွားအင်္ဂါသားသမီးတွေကတိုက်အဘွားတောက်ကြသားသမီးတွေကယာစာဘွားနဲ့ယာစာပရိသားသမီးတွေကအတိပရိဘွားဆိုပြီးတော့ခုနှစ်ရသားသမီးဆိုတော့ခုနှစ်ခုရရှိလာမှာပေါ့အဲ့တော့ကောင်းပြီ1368ခုနှစ်ထဲမှာ တာသမီတွေမွေးမယ်ဆိုရင်တော့မိဘတွေရဲ့မွေးနေ့နေ့နံနဲ့တာသမီမွေးတာကောင်းပါတယ်တအူးတွေမွေးမယ်ဆိုရင်တော့ဘာကြောင့်လဲဆိုတော့ဟိုဒီနှစ်ကစပူဒီပါလက်ရတောင်ကျွန်းနဲ့အထွန်းကစနေဂျူဖြစ်နေတဲ့အတွက်ချစ်လူကြီးအစွဲတွေကတအူးစနေမီလိုမွေးဆိုပြီးတော့အဲမဆိုင်တဲ့ຢာလေးတွေမှာလိုက်ပြီးအစွဲကြီးမစိုးလို့ဒါဆရာကပြောခြင်းဖြစ်ပါတယ်1368ခုနှစ်အတွင်းမှာတော့တနင်္ဂနွေတာသမီရဲ့ကံကိုအကျမ်းပြောပြရရင် လနေ့ကနေသားသမီးတွေက1380ခုကမပြောမိ1386ကိုတစ်ချက်ပြန်ကြည့်လိုက်တဲ့အခါမှာဘာကိုဖြစ်ဖြစ်အလုံးနှစ်ခွာစိတ်နှစ်ခွာအလုံးနှစ်ခုစိတ်နှစ်ခုလောက်ခရမှာတော့အသေးချာပဲဖြစ်ပါတယ်ဘာကိုဖြစ်ဖြစ်ဖြစ်ရှင်တဲ့အရာတွေဖြစ်တဲ့အရာတွေကိုဦးစားပေးကြရတဲ့တနေ့ကနေသားသမီးတွေဖြစ်တဲ့အတွက်1386ခုနှစ်အတွင်းမှာဆိုရင်တော့ဘာကိုဖြစ်ဖြစ်လတိုင်းလတိုင်းမှာတော့လရဲ့အစမှာတော့တတိထားရမယ်1386ခုနှစ်အတွင်းမှာ 3လတစ်ဖြတ်3လတစ်ဖြတ်3လတစ်ဖြတ်ဆိုပြီးတော့ဆရာတို့အဲ4ဖြတ်ဖြတ်လိုက်တဲ့အခါမှာပထမဆုံးဗမာလ3လအတွင်းတနည်းအားဖြင့်ပြောရရင်ဆရာတို့ April May May စာဒါပြီးတော့ဂျွန်လလေလောက်အထိကိုတော့အနေငယ်လေးကံကအရန်ကြီးတော့တိုးချက်မလုပ်သင့်မယ်အဲ့ဒီနောက်ပိုင်းရောက်ရင်6 6တခြားလုံးမှာကံအကောင်းဆုံးနဲ့အားသာဆုံးနေဖြစ်မယ်အစမှာတော့ဘာဖြစ်ဖြစ်ခက်ခက်ခဲခဲရုံးကံရတတ်တယ်နည်းနည်းလေးသူများထပ်ပို့ပြီးတော့စူးစမ်းရတတ်တယ်အဲ ဒါပေမဲ့လို့အဲဇွဲရှိအောင်လုပ်ပါတကယ်ကိုရဲရဲဝံ့နဲ့ဥဆောင်လုပ်ပါဒါဆိုရင်1388ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေဟာဘာကိုလို့လို့အစမှာလို့အကြံအပြီးခက်ခဲတတ်တယ်နေရာထိုင်ခြင်းအပြောင်းလဲလေးတွေယာလူလုပ်ငန်းအပြောင်းလဲလေးတွေလှုပ်ဆောင်တင်တဲ့နှစ်ဖြစ်ပြီးတဲ့အခါတနင်္ဂနွေသားသမီးတွေဟာဆက်ပစ္စည်းရင်နဲ့ပတ်သက်ရင်အားသာကောင်းမှုတိုးတက်မှုတွေရရှိတတ်တယ်လို့အိုးအိမ်ချမ်းမြေနေရာထိုင်ခြင်းတွေ အပိုင်ဆိုင်ရတက်တယ်လို့အမှုကိစ္စအမွေကိစ္စတွေအဖြစ်များတတ်သောနှစ်ဖြစ်တယ်။နည်းနည်းလေးသမီးတွေဟာရှုံမုံပြောရရင်1368ခုနှစ်အတွင်းမှာဘာလို့လို့လို့အစမှာတော့နည်းနည်းလေးသူများထပ်ပူစူးစားရပေမဲ့လို့เนาะဟိုဆွနာလို့ပေါ့ဟိုအစမှာရုံးကန်ရတတ်ပေမဲ့အဆုံးသတ်မှာတော့တရားတဲ့တနုံလေးသမီးတွေဟာကြာလီ နေမြင့်လေးလေးအယူရင့်လေးလေးမဟုတ်ပဲကြာလေးထိရောက်လေးကြာလေးထိရောက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တင်းလာသားသမီးတင်းကုန်နေသားသမီးမိတ်ဆွေတွေကိုကတော့ဇွဲရှိလေးလေးအပြိုင်ဆိုင်ညာလေးလေးကိုအတွက်အောင်မြင်မယ်နှစ်ဖြစ်တယ်ဒီကဘာလဲဘလောက်ပဲကြာကြာဘလောက်ပဲအဲဆွနာလိုပေါ့ဟိုအပြိုင်ဆိုင်နေမြားစီကမှုတင်းကုန်နေသားသမီးတွေဟာပြိုင်နေရင်ကိုအလိုလိုကိုပြိုင်နေတဲ့သူကလည်းအလိုလိုကိုပေါ်နေမှာ ဘိုင်းလေးလေးကိုကိုကရှေ့မှာရောက်နေလေဖြစ်တဲ့အတွက်ပြဿနာကိစ္စတစ်ခုခုကိုအတေချာစနစ်တကျဖြည့်ခြင်းမှာဒေါသနဲ့မဆုံးဖြတ်ပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်လည်းအစမှနည်းနည်းလေးအခက်အခဲလေးတွေပေါ်ရပေမဲ့လုပ်ငန်းနဲ့ပတ်သက်ရင်လည်းအစမှနည်းနည်းလေးကိုကိုမယုံကြည်သလိုဖြစ်ပေမဲ့အလက်တွေမှာအလုံးနဲ့တက်တည်ပြပါရှေ့တို့ဆောင်ရလုဆောင်မှာအာသာခြင်းကောင်းမှုနည်းနည်းရရှိပါလိမ့်မယ်ဆိုတဲ့နှစ်ဖြစ်တဲ့အတွက်တနင်္ဂနွေသားမိမိစုတို့ကိုရှေ့ချောင်းရှေ့တို့ဆောင်ရလုဆောင်ရင်ဇွဲရှိခြင်းနဲ့လုဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့အစဉ်ပြေခြင်းတွေကို ပြသမယ်နှစ်ဖြစ်တဲ့အတွက်လူလုံးလေးသားသမီးတွေကဘာကိုဖြစ်ဖြစ်တော့စိတ်ချတိခံလမ်းကြောင်းမှန်လို့ဆရာတို့သုံးသပ်ရပါလိမ့်မယ်။ကောက်ပြီ။ဆိုတော့ဒါအပြင်လူလုံးလေးသားသမီးမိတ်ဆွေများလူငယ်တွေကတော့အလုံးနဲ့ပတ်သက်လာရင်လူလုံးလေးတွေကများသောအားဖြင့်ဒီတစ်နှစ်ဟာအရှိရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းကလေးဆရာတို့ ဟိုဟိုအဆင်မပြေမှုလေးတွေကြောင့်လုပ်ငန်းလိုက်အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဒါလေးကိုဝေယူဆိုင်ရမယ်အဲခြာဖွေထားသမျှဟာအခြေအနေနဲ့ပတ်သက်ပြီးတော့အဆင်မပြေလို့စိတ်မပါတာမျိုးเนาะလူငယ်တွေဆိုအထုသတိဆိုင်တင်တာပေါ့အခြေအနေကိစ္စတွေကြောင့်လုပ်ငန်းကိစ္စပညာရေးကိစ္စတွေနှောင့်နှေးတတ်တယ်ဒါကြောင့်မလို့ချစ်တော်ချစ်ပါဒါပေမဲ့ အတိနဲ့တတိကိုကပ်ပြီးရှစ်ဖို့လိုအပ်တယ်မေတ္တာကြီးမှဆိုရင်လည်းမေတ္တာကြီးနဲ့ပတ်သက်လာအရှိင်းနဲ့ပတ်သက်လာကိုကမိမိရဲ့ရှစ်သူ့အပေါ်အယံကြီးအယုံကြီးလွန်ပစ်တာမျိုးလေးတွေကြောင့်မထင်မှတ်ပဲနဲ့ခံမမရတဲ့အဆုံးပြည့်ချက်လေးတွေပေါ်လာတတ်တဲ့အတွက်ဒါလေးတွေကိုတတိထားပါအရှိင်းနဲ့ပတ်သက်လာရင်အယံကြီးတက်ယူမတန်ဖို့လိုအပ်ကြောင်းထားလောင်းပြောကြားလိုက်ပါရစေအင်္ဂါလေးနဲ့ပတ်သက်လာရင်တော့အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီခွဲခွာရတာမျိုးတွေကြောင့်အတက်တယ်ပြန်လဲစုံစည်းဖို့အတွက်လည်းတွေ့ရတယ် ကျမ်းမာရင်းနဲ့ပတ်သက်လာရင်တော့ဘာဖြစ်လို့ဖြစ်မှမသိဘူးကျမ်းမာရင်းနဲ့နဲ့ရှူရှာတာမျိုးဟိုနားကကြိုက်တယ်လို့ဒီနားကခဲတယ်လို့ဒီနားကညံ့တယ်လို့ဟိုနားကညံ့တယ်ဒါလေးတွေတော့ကြုံသွားတတ်တယ်ဒါပေမဲ့အရင်ကြီးဆိုးဝါးနေတဲ့နှစ်တော့မဟုတ်ဘူးဒါပေမဲ့ကျမ်းမာရင်းနဲ့ပတ်သက်လာရင်ငွေကြီးပေါ်မူတည်နေပြီငွေဝင်ကျမ်းမာရင်းကောင်းပြီငွေမဝင်ကျမ်းမာရင်းညံ့တတ်တယ်နှစ်ဖြစ်မှာတော့အတိအကျပဲဖြစ်တယ်ခင်ဗျာသို့တော့ထားလိုက်တော့ဒေါင်းနဲ့69ခုနှစ်တို့မှာတနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးကံကောင်းစေတဲ့ဂဏန်းနံပါတ်တွေအနေနဲ့ဆိုရင်ဆရာတို့တနင်္ဂနွေသားသမီးတွေကခုနှစ်ဂဏန်းအကျိုးပေးတယ် ရှစ်ကနန်းအကျိုးပေးတယ်ဒါအပြင်၆ကနန်းအကျိုးပေးတယ်အကျိုးပေးစီတဲ့အယောင်နေနေနဲ့ဆိုရင်တော့မိုးပြရောင်စင်စွဲရောင်ဒါအပြင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်ဘာနေသားနေနဲ့တွဲလို့တင်တယ်လဲဆိုရင်တော့မိတ်ဆွေတို့နေနဲ့တလုံးတွေသားသမီးတွေဟာစနေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲလို့ရင်ကံရဲ့တိုးတက်မှုကိုရရှိတတ်ပြီးတဲ့အခါအဋ္ဌကံပြုကျင်တယ်ဆိုတနည်းနည်းသားသမီးမိတ်ဆွေတွေဟာ1389ခုနှစ်အတွင်းမှာ ကိုနဝင်းမိုးလင်းမှာတည်မယ်ဆိုတဲ့အတိုင်းမနမိုးလင်းတဲ့အခါဘုံတော်ကိုးပါ့ကိုးပါ့ဒါဆိုရင်ဒီကောအရာကိုဆရာကဆရာမဖြစ်ခင်ကနေရလှုပ်ထားတာညအိတ်တဲ့အခါဘုံတော်ကိုးပါ့ကိုကိုးပါ့ရုပ်အိတ်တက်တယ်ဒါပေမဲ့မိတ်ဆွေတွေကအရှားဘာသာဝင်ဆိုရင်ကိုမိမိယုံကြည်တာဘာသာမိမိယုံကြည်တဲ့ဘာသာရေးကိစ္စလေးတွေမှာဘယ်ဘာသာမဆိုဘာသာတရားဟာဘာသာတရားတိုင်းဟာကောင်းမွန်တယ်လို့ဆရာကမြင်တဲ့အတွက်ဘယ်ဘာသာကိုမဆို အရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့လုပ်ငန်းကိစ္စတွေဟိုဆွနာလိုပဲမမဟုတ်ဘူးနေ့စဉ်နေ့တိုင်းအစင်မမှန်လေးရွတ်ဖတ်ကြင်ကြံသွားလိုက်လို့ရှိရင်1388ခုနှစ်အတွင်းမှာဆိုလို့ရှိရင်မိษွေတွေဟာညံ့မှာဆိုရင်တော့ညံ့မယ်လို့ဆရာကမထင်တော့ပါဘူးခင်ဗျအဲ့တော့တနေ့ဦးလေးသာသမီမိษွေတွေနေနဲ့ဘာသာတရားကိုင်းကိုင်းဆိုင်ဆိုင်လုပ်ပါဘာသာတရားနဲ့ပတ်သက်ပြီးတော့ပုံမှုပြီးတော့အဲတိုးချက်လှုပ်ဆောင်ရင်အစင်ပြေမယ်အထူးသဖြင့်အားတဲ့အခါ meditation လေးတွေထိုင်ပေးတာမျိုးဟာပုံမှုကောင်းမှုပြီးတော့တိုးတက်နိုင်သောနှစ်ဖြစ်တယ် ကောင်းပြီ1986ခုနှစ်89ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေကဘာလို့လို့လို့အစမှာတော့အနှဲငယ်လေးရုံးကန်ရတက်တဲ့အတွက်တော့အစတိုင်းမှာလရဲ့အစတိုင်းမှာတော့နည်းနည်းလေးတရနေ့နှစ်ရက်နေ့သုံးရက်နေ့လေးတွေမှာဂယုဆိုင်စင်ရင်တည်ထားလှုပ်ဆောင်ရင်လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ကန်ဆာတာတက်စီရင်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ ဒေါသနဲ့ဆုံးဖြတ်တာကိုလျှော့ပါစကားအများကြီးမပြောပါနဲ့အမှားအများကြီးပါတတယ်ဒါအပြင်အလုံးနဲ့သက်သေပြပါဖြစ်နိုင်ရင် ပြုံးပြတာဟာမိတ်ဆွေတို့အကောင်းဆုံးအဆောင်ရည်တရားဖြစ်တယ်ထို့အပြင်မိတ်ဆွေတို့နေတဲ့ကန္တရာတက်စီရန်အတွက်ဆိုလို့ရှိရင်တော့လူကြီးမိဘဆရာသမားမိမိတဲ့အသက်ကြီးသောသူတွေမိမိတို့ရဲ့မိဘဆရာသမားတွေအဲကျေးဇူးရှိတဲ့သူတွေကင်မွန်နီဆယ်ပါဦးနေ့စဉ်ဖြစ်စီကိုယ်တိုင်ဖြစ်စီဥချအိဟာတာဟာအကောင်းဆုံးရေရရာဖြစ်ပြီးကြုံကြိုက်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ဆင်းရဲသားမရှိသူကို ဝိညာဉ်ပေးကမ်းခြင်းကုသိုလ်ဟာအကောင်းဆုံးဖြစ်တယ်ကျေးဇူးတင်ပါတယ်